အားလုံးကြီးကျွန်တော်ပုံမှန်လိုပဲပြောမှာနော်။ Okay ။ကျွန်တော်ကိုကျွန်တော်အရင်မိတ်ဆက်ပြရစေ။ကျွန်တော်နာမည်အောင်တူးပါနော်။ကလေးတွေတော့ဒီမှာမဟုတ်ဘူး။ကျွန်တော်တောင်မှာပဲနေရပါတယ်။ဒါပေမဲ့ရန်ကုန်မှာဆယ်တန်းအောင်ပြီးတော့ရန်ကုန်မှာအမှုပညာလုပ်ငန်းတွေလုပ်ရင်းနဲ့အာအသက်မွေးဝန်းကြောင်းပြုတယ်ပေါ့နော်။ပြီးတော့အခုတော့ဒီ လောလောဆယ်တော့တောင်မှာအနေများပါတယ်2021အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကျောင်းတောင်ကိုပြန်ပြီးတော့အခြေချတဲ့သဘောရှိရောနော်ကျွန်တော်ရောက်ခမလည်းနေမကောင်းဖြစ်တော့ကျွန်တော်မျိုးသမီးကသူ့နားမှာနေတော့ကျွန်တော်လည်းတောင်ကိုပြန်လာနေဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ငငယ်တော့ကဒီလိုခလေးလေးတွေလိုပဲကျွန်တော်တို့ဒီပကူးเจ้าမှာပေါ့နော် music ကိုတအားတီးတယ်ကျွန်တော်ငငယ်တော့ကဘလောက်တောင်တီးလဲဆိုတော့ တီးစောပွဲမှုတိလာဒီဒီတောင်ကဘေးစတီးကလည်းပကူကြောင်းအောင်လေသိရနော်သူရဲ့ကျွန်တော်ရဲ့နောက်တခြားတငယ်ချင်း3-4ယောက်ရဲ့အခန်းထဲမှာစုပြီးတော့ဂီတာတီးကြတယ်ပြီးကျွန်တော်ကက်ဆက်လေးနဲ့အတန်ဖမ်းကြတယ်အဲ့လောက်ထိ YouTube ပြီးတော့ညတိုင်းလိုတီးတယ်နော် music ကိုတော်တော်လေး YouTube တယ်ပေါ့နော်ဆိုတော့အချင်းချင်းပြောရင်အပားကလည်းကျွန်တော် music instrument တွေဝယ်ပေးတယ်နော် keyboard တွေဝယ်ရ instrument အစုံမဲ့သူဝယ်ပေးတာ drum တွေကအစား ကျွန်တော်တော့ကီးဘောဒ်တီးတယ်ဗောနော်ဒီနေ့ဒီမှာဗိုင်လင်းနဲ့ဟိုယူကလီလီသင်တန်းဆင်းနေဆိုတော့ဗိုင်လင်းသမားတွေပဲမင်းယူကလီတော့ကျွန်တော်သိမသိဗိုင်လင်းသမားတွေတဲမှာအခုကဘာမှာနည်းနည်း popular ဖြစ်တဲ့ဗိုင်လင်းစ်သိလားသိလားမသိဘူးเนาะအာ YouTube မှာရှာကြည့်ရင်ကျွန်တော် Joshua Bell ဆိုရဲเนาะသူကတော့အသက်ကတော့ဦးလောစေဘာလို့ရှိပြီးတော့90 60နာနီလောက်ပြီ ਨੇ သူက ဒါမဲ့သူကလည်းငငယ်လေးတဲ့အဲ့လို YouTube ပြီးတော့နေတိုင်းလို့တီးခတ်ပြီးတော့တီးလာကြတာပေါ့နော်။နောက်ဥရန်ကုန်မှာဗန်လေးတစ်ဗန်ရှိတယ်။ဂဒုံးညီကိုများ online မှာတွေ့ဘူးလား။အဲတွေ့ဘူးလေနော်။တချို့ဂဒုံးညီကိုများသူတို့ဆိုလွန်ခဲ့တဲ့9နှစ်လောက်တည်းကတစ်သေးလေးတွေပဲ drum တီးရလားဆိုရင်တစ်သေးလေးနော်တီးကြတာ။နေတိုင်းလို့သူတို့ကခါနဲ့အောင်းပြီးတော့ YouTube နဲ့ခြားတာ။ ဒီနေ့အခု professional ဖြစ်လာပြီနာမကြီးဆိုရုံနဲ့တီးကြဆိုကြပြီအလူတွေလည်းသူများသူတို့ရမ်းလက်ခံလာကြပြီဆိုလိုတာ view သူမှုအရေးကြီးတယ်နော်ဒီနေ့ဟိုမိဘကလှုပ်လို့ပဲလာတာတော့မဟုတ်ဘဲနော်ကိုကိုယ်တိုင်းဝါသနာပါပြီးတော့နော်ဒီ music ကိုယူယူသွနဲ့ကြိုးစားဖို့အရေးကြီးတယ်ဘာလို့တော့ဒီနေ့ music ရဲ့ church တွေမှာ music ရဲ့အခန်းကဏ္ဍတော်တော်လေးအရေးပါလာတော့เนาะအရင်တော့လို့တော့မဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ music ကိုသေချာလေးလာကြိုးစားအပတ်တကုတ်ကြိုးစားပြီးတော့မှကျွန်တော်တို့ဖျားသခင်နိုင်ငံတော်တို့ပြန်လဲအသုံးခံတက်ဖို့လဲရည်ကြီးပါတယ်ဆိုတော့ကျွန်တော်ခုနကကျွန်တော်အကြောင်းပြန်ဆက်ပြောရရင်အာကျွန်တော်83ရဇေလန်းအောင်တယ်အမှတ်လေးကျောင်းပေါ့เนาะတောင်ကအမှတ်လေးကနေအောင်တော့ကျွန်တော်အဲရန်ကုန်ကျောင်းသွားတက်တယ်တက်ကတူတက်တယ် second year မှာပဲကျွန်တော်ကို science design အဖွဲ့ရ keyboard တီးဖို့လာခေါ်တယ်။ keyboard တီးဖို့လာခေါ်တော့ကျွန်တော်အဲလေညာရက်ကအချစ်ဆိုတဲ့ series ကနေကျွန်တော်စတီးတယ်ပေါ့နော်။စတီးပြီးတော့နှစ်ပေါင်းများစွာတီးလာခဲ့တယ်။အဲမှာ1989လောက်ကျတော့ကျွန်တော်စင်ကာပူနိုင်ငံမှာဒီ music နဲ့ပတ်သက်လို့တော်တက်ဖို့အကြောင်းအရာဖန်လာတယ်ပေါ့နော်။အဲမှာဆရာ Jeffrey အဖင့်ကျွန်တော်တို့ ညီကောင်မခုနှစ်ယောက်ကျွန်တော်စင်မာ music ကြောင်းသတ်တက်ကြတယ်အဲ့မှာအဲ့မတိုင်ခင်မှာ kinosis ဆိုတဲ့ဒီ gospel music team ဆိုရှိတယ်ပမာပြီမှာနော်နေအစုံမဲ့သွားတော်ရီတောင်းနေကြတယ်မှာသွားကျွန်တော်အဲ့ခက်ကဆိုရင် highlight disease ထဲမှာ t1 ပစ္စည်းရောလူတွေရော ပြည့်ကြညှပ်ပြီးတော့ထိုင်ပြီးတော့ကျွန်တော်ခီးသွားကြရနော်အခုလိုကားတွေမပေါ်သေးဘူး ဆိုတော့အဲ့လိုသွားကြတချို့နေရာမှာဆိုရင်လဲပေါ်နွားလဲပေါ်ပစ္စည်းတင်းလူကလမ်းလျှောက်နော်တော်ရဲမှာရှောက်ပြီးတော့တရွာတရွာထဲကျွန်တော် gospel music တွေလိုက်ပြီးတော့ချီးမွမ်းကြရပါတော့နော်ဆိုတော့အဲ့လိုအသက်တာကနေပြီးတော့ကျွန်တော်စင်ကာပူရောက်သွားတယ်ဒုဂျုံပြောရင်စင်ကာပူကျတော့ကျွန်တော် midi ပေါ့ musical instrument digital interface ဆိုတဲ့ subject ကိုကျွန်တော်တက်ခဲ့တယ်တက်ပြီးတော့မြန်မာပြည်ပြန်ရောက်တဲ့ချိန်ကျတော့အခက်က ဗမာပြည်မှာဒီရိုးရားသချင်းတွေခေတ်စားတဲ့ငရုတ်တီးတို့ဘာတို့တုံချိုင်းသချင်းတွေလေခေတ်စားတာအဲ့ခေတ်ကသူကမီဒီနဲ့တီးတယ်သူက music computer အသေးလေးတစ်ခုရှိတယ်အဲ့ပုံမှာကျွန်တော်တို့မီဒီနဲ့နော် keyboard တစ်လုံးနဲ့ထည့်တီးပြီးတော့အဲ့ဒါနဲ့စူပေါင်းဆပောင်းပြီးတော့မှတကန် studio မှာအတန်သွင်းကြတယ်ဆိုတော့ကျေးဇူးတော်ကကျွန်တော်အဲ့မှာသင်လဲသင်ခဲ့ရတယ်ပစ္စည်းတချို့ကိုလည်းသူများကကျွန်တော်ကိုလက်ဆောင်အနေနဲ့ဝယ်ပေးလိုက်တယ် ဆိုတော့အဲ့ဒီပညာနဲ့ကျွန်တော်ပြန်လာတဲ့ချိန်ကျတော့လုတ်အလုတ်ကတအားများသွားတယ်လက်ကိုမလဲအောင်တီးရတယ်တစ်ခါလေကျရင်ပြန်ရှင်းချရေးတယ်ငါတွီးစရာအကျွေး recording အတွက်တီးစရာအကျွေးဘလောက်ဘယ်ပုတ်ကြံလဲအပုတ်200ကြံသေးအပုတ်300ကြံသေးတယ်အဲ့လိုမျိုးထိပေါ့နော်တစ်ခါလေအဲ့ဂျာထဲမှာရုပ်ရှင်နောက်ခံတွေကလည်းတီးရသေးတယ်ရုပ်ရှင်နောက်ခံတွေတီးရလဲအဲ့လိုတကားနှကားကြံတာတွေပါနော်ဆိုလိုတာအလုတ်များသွားတယ်ပေါ့နော်ကျေးဇူးတော့ကြောင့် အဲ့အနေတော့ကျွန်တော်ဒီ sign design အဖွဲ့နဲ့ပြန်ဆက်တီးတယ်အဲသူဆုံးတဲ့အထိပဲဗောနော်ဆက်တီးတဲ့အချိန်မှာပြန်ရည်ကြည့်မယ်ဆိုရင်38ခွေရှိတယ်ကျွန်တော်တီးခဲ့သူ့အခွေက80လောက်ထွက်တယ်80ကျော်80လောက်ထွက်တယ်ထမကျွန်တော်တဝက်နီးပါးကကျွန်တော်တီးခဲ့တယ်ဗောနော်ဆိုတော့အဲ့အနေတော့ကျွန်တော်အဖြစ်ငငယ်လေးကဟိုဟိုဟာ အိမ်မက်ထားတဲ့အရာတခုကစတူတလုံးပိုင်ခြင်းတယ်ပေါ့နော်ကျွန်တော်တပ်ပုံတွေသူများမဂ္ဂဇင်းတွေမှာတွေ့တဲ့ပုံတွေဆိုကျွန်တော်ရန်ဟိုနိုင်ငံခြားမဂ္ဂဇင်းဆိုကျွန်တော်တအားသဘောကျတယ်တအားဖြစ်ခြင်းတအားလည်းရခြင်းတယ်နော်ကျေးဇူးကြောင့်1993မှာကျွန်တော်စတူဒီဆိုတော့24 track studio ဆိုတော့ကျွန်တော်ဗမာပြည်ပထမအောင်ဆုံး24 track studio ကိုကျွန်တော်တို့စနိုင်ခဲ့တယ်နော်အဲ့နေပြီးတော့ဘလောက်ချိအလုံးများလဲဆိုတော့ကျွန်တော်စတူဒီယိုမှာ ဘုကင်လောက်ချင်အ ਨੇ ဆုံးတစ်နှစ်ဘုကင်ကြိုလောက်ရတယ်အဒီနှစ်ဇန်နဝါရီဆိုနောက်နှစ်ဇန်နဝါရီလောက်တီးချင်အခုရဘုကင်ကြိုတင်ရတယ်နော်အဲ့လောက်ထိအလုပ်များခဲ့တယ်နော်ဒီဒီဒီဘက်ခေတ်ကျတော့ဟိုတက်နိုလော်ဂျီလည်းပြောင်းသွားတဲ့ခါမှာအရင်နည်းနေသွားတယ်နော်အရင်နည်းနေသွားတော့ဟိုစူရူလည်းတအားများသွားတဲ့ချိန်မှာဒီ market share လောက်ရတဲ့ခါမှာစီးပွားရေးရကြိုက်တဲ့လုပ်ငန်းတော့မဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ထူးထူးခြားခြားနော် ကျွန်တော်စတူဒီယိုလုပ်ငန်းကိုရပ်မဲ့ဆုံးဖြတ်ထားတာ6လကျော်ပြီးဆုံးဖြတ်တယ်။အဲ့ဒါဘယ်နေ့လဲဆိုတော့ဟိုဟောအနာမသိငိတရက်လကုံမှာကျွန်တော်ရပ်မယ်ဆိုဆုံးဖြတ်ပြီးတော့ announce လေးလုပ်တယ်။ဟိုကကျွန်တော်ရပ်တဲ့နေ့ပြီးနောက်တရက်ကျတော့ဟောနော် group ဖြစ်သွားတာပဲ။ဆိုလိုတာကဖခင်ရဲ့ agency ပေါ့။ဖခင်ရဲ့ agency ကတဖြည်းဖြည်းပြန်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ဒီကျွန်တော်ရဲ့ ဒီဒီ history လေးကိုပြန်ပြီးတော့သမိုင်းကြောင်းလေးကိုလမ်းလမ်းကြောင်းလေးပြန်ပြီးတော့စဉ်းစားလိုက်ခါမှာဩဖျားရဲ့အစီအစဉ်ကတကယ်ပဲနော်သူ့အစီအစဉ်ကတကယ်ပဲကောင်းတယ်ပေါ့နော်ဆိုတော့အဲ့လိုပြောရင်းနဲ့အာကျွန်တော်93ရနေကျွန်တော်အဟိုပါပေါ့27 January လောက်ကုန်ထိ January လောက်ကုန်မှာကျွန်တော် studio ကိုလုတ်ခဲ့ဒါမဲ့ကျွန်တော် sound engineer ဆက်လုပ်တယ် အခုလုပ်နေတာကကျွန်တော် mixing and mastering ပေါ့နော် mixing လဲတလားတလားကိုအပုတ်40လောက်လောက်ရတယ်နောက်ပြီးတော့ကျွန်တော်တို့ installation ကျွန်တော် Facebook မှာကြည့်မယ်ဆိုရင်ကျွန်တော် church တွေကို sound system installation ဆိုတာဟို church အကြီးတွေပေါ့နော်အလုံး40မကောက်တော့အသေးတွေကတော့အများကြီးပေါ့နော် church အကြီးတွေအလုံး40လောက်ရှိပါပြီအာချင်းပြီးဟာခါ လောလောလပဲကျွန်တော်ပြီးခဲ့လပဲအာပြီးခဲ့နှစ်ပတ်လပဲဟာခါနေပြန်လာတယ်ပြီးတော့အာလောကလေးမြို့မှာလည်း church အာကိုလုံးလောက်လုပ်တယ်ကျွန်တော်မြစ်ကြီးနာเนาะအာမိုးကုတ်စသဖြင့်ပေါ့နော်နေအဆုံးမှာကျွန်တော် installation တွေဆက်လုပ်တယ်ကျွန်တော်ဒီနေ့ပြောပြချင်တာကဟို YouTube ပါ music ကို YouTube ဆက်လုပ်ပါเนาะဟို အပျော်သဘောနဲ့လှုပ်တာမဖြစ်စေချင်ဘူးเนาะဟိုဟိုဒီအချိန်မှာရွေးချယ်စရာအရင်များတယ်ဟို online မှာအချိန်ကုန်နေတဲ့လူလည်းများတချို့ဆို game ဆွဲတယ်เนาะလူငယ်တွေအတွက်တအားဒီစာရင်ရသွေးဆောင်မှုတွေအရင်များတယ်ဆိုတော့ကျွန်တော် music ကိုတည်တည်ချာချာလေးလေ့လာပါအပတ်တကုတ်ကြိုးစားပါเนาะဆိုတော့ဒီပညာနဲ့ပဲเนาะကျွန်တော်လည်းနိုင်ငံခြားခဏခဏသွားဖြစ်တယ် ကျွားတာတော့မဟုတ်ဒါပေမဲ့ကျွန်တော်12နိုင်ငံလောက်ရောက်ပြီးသွားပြီနော်ဒူဘိုင်းတို့စင်ကာပူမလေးရှားဒီနာတဝိုက်ဆိုဖိလစ်ပိန်းနော်အမေရိကအမေရိကဆိုကျွန်တော်10ခေါက်ရှိသွားပြီဩစတြေးလျ22ခေါက်ရှိသွားပြီနော်ဆိုတော့ဂျပန်နေလည်းရောက်ခဲ့တယ်အာအိုမန်အောင်ရောက်ခဲ့သေးတယ်အိုမန်နိုင်ငံနော်ကဲလာနိုင်ငံ12နိုင်ငံလောက်ရှိရကျွန်တော်ပြန်ကြည့်ထားတာ12နိုင်ငံရှိပြီပေါ့နော်ဆိုတော့ကျွန်တော်ကအားပေးချင်တာက ငငယ်လေးကကျွန်တော်လည်းငငယ်တုန်းကတော့ဟိုယုတ္တရာယုတ္တရာပဲဟိုတလောက်ကြီးဟိုဟာဖះအသုံးပြမယ်လို့မထင်ထားခဲ့ဘူးဒါမဲ့ကိုယ့်ရဲ့ဘယ်လိုမလဲအမ်ဟိုဟာပတ်ကုတ်စူးစမ်းမှုနဲ့တူဖះထာမှာတကယ်ပဲเนาะစိတ် commit commitment ပေါ့เนาะအရှိဖို့အရေးကြီးတယ်အဲ့တော့ကျွန်တော် focus ဆိုတဲ့စကလုံးတစ်လုံးနဲ့ခွန်အားပေးခြင်း F O C U S focus 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 ဆိုတာဘာလဲပမာလို့ကြတော့ဘာခေါ့မလဲကျွန်တော်ဘယ်လိုပြောအာယုံအာယုံစိုက်တာပေါ့နော် focus လုပ်တာကိုယ့်ရဲ့ focus ကမပြောက်ဘူးရေးကြည့်တယ်ဆိုတော့ကဲကလေးတွေအကိုကြီးလိုက်ရင်ဘာဖြစ်ချင်တယ်ဆိုတာရှိလားဟမ်စိတ်ထဲမှာထည့်ထားတာရှိလားရှိရမနော်ကျွန်တော်ဒီ you um what to to what to to ဆိုတဲ့ကလေး choir group လေးကပ်လီလေးလေး သူတို့ interview လုပ်တယ်သီလားအရင်ကတော့ကလီးဆိုငငယ်လေးတွေကြီးလာရင်ပါဖြစ်ချင်တယ်တချို့ကဒေါက်တာဖြစ်ချင်တယ်တချို့ကတရားဟောဆရာ I want to be a pastor I want to be a lawyer ဝန်ရှင်နေကြီးတွေဖြစ်ချင်တယ်အဲတချို့ကဒေါက်တာဖြစ်ချင်တယ်ချို့က engineer ဖြစ်ချင်တယ်ဆိုလိုတာကသူတို့ငငယ်တွေကသူတို့စိတ်ထဲမှာမွေးထားတယ်ငါတည့်ရငါဒါဖြစ်ကိုဖြစ်ရမယ်ဒီနေ့ဂျူးလူမျိုးတွေเนาะသူတို့ရဲ့ mentor က နော် mentor ကအဲသူရဲ့တွေးခေါ်မှုခေါ်မလားဂျူးတယောက်ကတဲ့ဒီ shopping mall တစ်ခုမှာတပြက်စီလဲတဲ့အလုပ်ပဲဖြစ်နေပါစေသူလှုပ်တယ်ဒါပေမဲ့သူစိတ်ထဲမှာတရေကြရင်ကကုမ္ပဏီပိုင်ရှင်ဖြစ်ရမယ်သို့မဟုတ်ငါဒီမောမှာရှိတဲ့ဆိုင်အကြီးတခုကိုငါပိုင်ရမယ်ပေါ့နော်အဲ့လိုစိတ်နဲ့သူလှုပ်လို့နော်ဆိုတော့ကျွန်တော်ဟိုဘယ်လောက်ပဲငင်ငင် နော်ဘလောက်ပဲငငယ်ဘလောက်ပဲစိတ်ထဲမှာမဖြစ်နိုင်ဘူးဆိုတာမတွေးနဲ့နော်ဒီနေ့နာမည်ကြီးနေကြလူတွေကလည်းငငယ်တွေကသူတို့ဒီမှညထားပြလို့လေသူတချို့ဆိုရင်ဟိုဘယ်လိုခေါ်မလဲအာမဖြစ်နိုင်ဘူးเนาะအချိန်နေရမဖြစ်နိုင်ဘူးဒါမဲ့တည့်ရမှာဖြစ်သွားတယ်ဖြစ်ဖြစ်ခဲ့တယ်ပေါ့เนาะ KFC တက်ကြော်တည်ရเนาะ KFC တက်ကြော်တည်ရเนาะသူဟိုဟာတမိုင်းလေးတည်လာသူငငယ်တော့ကသူလုတ်ခဲ့ရတာလေ ကြားဘူးလားเนาะကျွန်တော်သူများပြောတာကျွန်တော်ကြားဘူးတော့သူငငယ်ရတဲ့သူဘာလုံးလုံးမှမသိတော့သူကြက်ကြက်ကြက်ကြော်တအိမ်မိတိန်လက်ရောင်းသူကြက်ကြော်တယ်တအိမ်မိတိန်လက်ရောင်းတယ်မဝယ်ဘူးဒါပေမဲ့သူစိတ်ထဲမှာငါဒီတယောက်ဝယ်ရှိနောက်တယောက်ဝယ်ဝယ်ရမှာเนาะသူအဲ့လိုပဲလိုက်လှုပ်လို့ရနှစ်လသုံးလဘာမှမဝယ်မစားဘူးလက်တကားလိုက်ခောက်ပြီးကြောင်း ဒါမှတင်းရကြတော့ကဲစမ်းကြည့်အောင်ဆိုပြီးတော့လူတယောက်ကတကားဖွင့်ပေးလိုက်နော်အဲ့နဲ့သူစတော့ဆိုတော့ဟိုခုနပြောသလိုပဲရှင်မန်းချက်ရှိရမယ်ရွယ်ချက်ရှိရမယ်ကိုယ့်ရဲ့ life မှာတည့်ရမှာငါဘာဖြစ်ရမလဲနော်ကျွန်တော်ကျွန်တော်ဆိုရင်အခုဆိုရင်နော်58ပါ58တရောက်ဒါပေမဲ့ကျွန်တော်ရှင်မန်းချက်က60ကျိုင် online music school ် online uh, audio engineering school တခုလုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတော့ငငယ်ရက musician ဖြစ်ချင်တယ်ဖြစ်လာခဲ့တယ် now audio engineer ဖြစ်ချင်တယ်ဖြစ်လာခဲ့တယ်ဒီနေ့အသက်60ကျောင်းကျတော့ကျောင်းတစ်ခုဖွင့်နိုင်အောင်ကြိုးစားမယ်ဆိုတော့ရည်မှန်းချက်ထားတာဆိုတော့ဖြစ်အောင်လည်းလုပ်မယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ငငယ်လေးတွေကဘာဖြစ်ချင်လဲစိတ်ထဲမှာတွေးထားပါနော်တွေးထားပါစွတ်တောင်းပါနော်အဲ့တော့ focus ဆိုတဲ့စကားလုံးနဲ့ကျွန်တော်ခွန်အားပေးခြင်းနဲ့ focus ဆိုတာကျွန်တော်တို့ အောင်မြင်မှုမှာတကယ်အာယုံဆိုင်မှုเนาะအာယုံဆိုင်မှုဆိုတာအရေးကြီးပါတယ်တကယ်တော်တဲ့လူတွေကဟိုအာယုံဆိုင်မှုအားကောင်းလို့เนาะအာယုံဆိုင်မှုအားကောင်းတယ်เนาะတကယ်ဆိုတော့တော်တဲ့လူတွေဆိုတာတဲ့ဆိုဘယ်လိုခေါ်မလဲအောင်မြင်သွားတဲ့လူတွေဟာเนาะအကြောင်းအရာတစ်ခုသူအလုပ်ကိုင်းတစ်ခုသူအလုပ်တစ်ခုကိုသူအာယုံဆိုင်စူးဆိုင်ပြီးတော့လုပ်လို့တယ်တချို့ကြတော့ဟိုအလုံးနှစ်ခုကိုအာယုံစိုက်တတ်ကြ အဲ့ဒါကျွန်တော်ကျွန်တော်တယောက်တည်းနေနေဆိုရင်ဟိုစကမွန်ထွေးမွေးနှကောင်မဖမ်းနဲ့ဖမ်းရင်တကောင်မှမိမှာမဟုတ်ဘူးเนาะအဲ့လိုမျိုးဆိုတော့အလုပ်တစ်ခုကိုเนาะဖြစ်ချင်တာတစ်ခုကိုအာရုံစူးစိုက်ထားပါတသက်လုံးအာရုံစူးစိုက်ထားပါတစ်ချက်သေးကိုပဲဒီအလုပ်တစ်ခုကိုပြစ်မှတ်တစ်ခုပဲเนาะအာရုံစူးစိုက်ပြီးလုပ်ရင်အောင်မြင်အောင်မြင်မှုပါတကယ်ပဲနောက်ကလိုက်လာမှာเนาะအောင်မြင်ခြင်းဆိုတာတဲ့မိမိ ရဲ့အာယုံစိုက်မှုတန်ဖိုးနဲ့တိုင်းတာတဲ့အရာဖြစ်တယ်။နော်အောင်မြင်ခြင်းဆိုတာမိမိရဲ့အာယုံစိုက်မှုတန်ဖိုးနဲ့တိုင်းတာတဲ့အရာဖြစ်တယ်ပေါ့နော်။ဆိုတော့ focus focus ဆိုတော့ F O C U S ပထမဆုံးတလုံးက F နော် F F ကိုကျွန်တော်တို့ follow ဆိုတဲ့နော်အောင်မြင်ခြင်းအောင်မြင်ဖို့ကလိုက်နာတတ်ဖို့ပဲအရေးကြီးတယ်။ကျွန်တော်ဒီနေ့ဒီနေ့ကလေးတွေ ကော့ကိုတီးတာတဲ့သင်ပေးတဲ့ဆရာရဲ့နောက်ကညွန်ကြားမှုသင်ပေးတဲ့အတိုင်းလိုက်တယ်ဆိုရင်ပိုတက်မလွယ်ဘူးလားနော်တက်လွယ်ကော့ကိုရှောက်တီးနေတရောကရှောက်တီးနေမလွယ်ဘူးနော်အင်းအာအင်းအာနဲ့တော်တော်လေးအဆင်မပြေဘူးဒါမဲ့ဆရာတွေသင်ပေးထားတဲ့အတိုင်းလိုက်တီးမယ်သီသီဆရာသီသီတော်တော်လိုက်တီးမယ်ဆိုရင်နားထောင်လို့ကောင်းတဲ့အရာပဲနောက်တစ်ခုကကျွန်တော်ဂုံယူတာ instrument တွေမှာတဲ့ တယောတယောတီးတာအခက်ဆုံးပဲတဲ့။နောက်အခုလူ basic test ဆိုရင် တကယ် professional ဖြစ်လာပြီဟာဆိုရင်အခက်ဆုံးတူရရပဲ။ဘာလို့လဲလက်နှစ်ဖက်လည်းတီးရတယ်။ဒီဘိုးထိုးလိုက်တဲ့ expression ကလည်းရှိရတယ်။ piano ဆိုရင်တစ်ဖက်တည်းတီးလည်းမြည်တယ်လေ။နော်။ guitar လည်းတစ်ဖက်တီးတယ်ကျွန်းကျွန်း။ဒါပေမဲ့ဒီကောင် expression လောက်ရတယ်။ဘာကော့ကလည်းထောက်ဟိုအကွက်မရှိဘူး။ကိုကထောက်ရတယ်။တိတိကျကျထောက်နိုင်ဘူးကကို practice များများလုပ်မှညာ။ ဆိုကို volume expression ကလည်းရှိရသေးတယ်เนาะเนาะ now vibrato ကလည်းတစ်ခါလေးထိုးလောက်ရသေးတယ်ဆိုတော့အခက်ဆုံးเนาะအခက်ဆုံး instrument ပဲเนาะဆိုတော့ပူပူတော့မြင့်မြင့်တီးလာမှာဆိုပူခက်လာမှာဒါမှစိတ်တက်မကြနဲ့ဟိုကလေးလေးတယောက်ဆိုရင်ကျွန်တော် YouTube မှာရှိတယ်အဲ့ကလေးဆိုငငယ်လေးတားလောက်တာဒီနေ့တအားဟိုဟိုတွေ့ဘူးမှာပါเนาะ YouTube တွေမှာကလေးလေးတွေ violent တီးတာလေသူတော့ငငယ်လေးတား YouTube တွေတီးတဲ့အခါမှာ ဒီနေ့တော်တော်ကိုကြောင်းကြောင်းကျင်နေတအားနားထောင်လို့ကောင်းတယ်ဆိုတော့အဲ့လိုဖြစ်ဖို့ကကျွန်တော်တို့စတဲ့အခြေခံကကျွန်တော်တို့သင်ပေးတဲ့ဆရာရဲ့နောက်ကို follow လုပ်တတ်ဖို့အဲ့ဒါမကကိုယ့်ရဲ့ပြင်ဆင်တာကိုယ့်ရဲ့မြုံမှန်းထားတဲ့ရွယ်ချက်ပန်းတိုင်ကိုလည်းတဲ့တယ်မှနော် follow လုပ်ပြီးတော့အဲ့လမ်းကြောင်းတိုင်းရှောက်နေမှုရေးကြည့်ပါတယ်နောက်တစ်လုံးကကျွန်တော် FO O ဆိုတော့ organized task ပေါ့နော် organized task ဆိုတာအလုပ်ကံမျိုးစီမံခန့်ခွဲခြင်းအလုပ်ကံမျိုးစီမံခန့်ခွဲခြင်းဒီနေ့ကလေးတွေကကျွန်တော်စာမွေးတွေရှိမယ်စာချေးရမယ်အင်စာတွေရှိမယ်အရေးတဲ့ဗိုင်းလင်းလဲသွားထိုးအောင်မယ်နော်အင်တန်ရှင်ရဲ့လဲမမိုးပေါက်လုပ်ကူအောင်မယ်ဆိုတော့ဘာလုပ်လဲနော်ကိုဘယ်ရောက်ဦးစားပေးလောက်အောင်လဲဆိုတော့စီစဉ်ချပြီးစနစ်တကျနဲ့လုပ်ရဖို့အရေးကြီးတယ်ကျွန်တော်ဆိုအလုပ်များရင်တစ်ခါလေကြာရင် လုံးဒီနေ့လုံးစရာအလုံးများဆိုဆာရွေးလေးကျွဲမှာကောက်ရေးထားတော့ကားပေါ်မှာကတ်ထားလိုက်။ဟောကားမောင်းရင်းနဲ့ဘာပြင်းဘာပြင်းဘာလုံးမယ်။ဆိုတော့အဲ့မျိုးလောက်ရတယ်ပေါ့နော်။ဆိုတော့ဘဝမှာကိုယ့်ရဲ့အစီအစဉ်များကိုနော်ဟိုစနစ်ကျလုတ်တက်တဲ့ဆိုရင်လုတ်ကိုယ့်ကိုတင်ယူရမှာနော်။ကိုယ့်ကိုလေ့ကျင့်ယူရမယ်။ပြီးရင်ကျွန်တော် live ကိုလည်း manage လုတ်တက်တဲ့လူတယောက်ဖြစ်လာမှာဖြစ်ပါနော်။နောက်တစ်လုံးကကျွန်တော် C C ရ commitment နော်။ commitment ဆိုတာ commitment ဆိုတာဟိုဂတိဂတိတီဖို့အရေးကြီးတယ်နော်ဂတိတီဖို့ဥမာတရောကိုဒီနေ့အန်ဒီ chess မှာတော့ Sunday တိုင်းငါတီမယ် commit လုပ်ထားတာနော်မဖြစ်ဖြစ်အောင်တီးပါမဖြစ်ဖြစ်အောင်တီးပါဘာလို့ကို commitment အရေးကြီးတယ် commitment ဆိုတာစကလုံးထက်ဟိုလူတယောက်ရဲ့စိတ်ဓာတ်ကိုပေါ်ပြနော် ကွန်မစ်လို့တဲ့ဒီဂတိပေးထားတဲ့ဆက်စိတ်တက်ကိုပေါ်ပြတဲ့ဟိုပါပေါ့စကလုံးဖြစ်တယ်နော်ပို့ပြီးတော့စကလုံးထက်ကိုပို့ပို့ပြီးမြင်တယ်မနော်လူရဲ့စိတ်တက်ကိုပေါ်ပြတဲ့အရာဖြစ်ပါတယ်လို့ကွန်မစ်အရေးကြီးတယ်နောက်တစ်လုံးကတော့ကျွန်တော်တို့အဲ FOCU U U ဆိုတာ uplift နော် uplift ဆိုတာတယောက်တယောက်ဖေးမကူညီပြီးတယောက်တယောက်ဟိုတိုက်ခိုက်တိုက်ခိုက်ဖို့မဟုတ်တယောက်တယောက်ဖေးမခြင်း မာ तू तू တီးတယ်ဆိုရင် तू तू တီးသွားတဲ့အကွက်ကနော်ဘလို့လဲလဲနော်ပြပေးပါနော်အချင်းချင်းပြန်ပြီးတော့ဖေးဖေးမမနဲ့လှုပ်တက်ချင်းရလဲကို့ကိုလဲလို့ तू လှုပ်ပဲသူ့ကိုလဲကို့လှုပ်ပေးပါနော်အဖေးဖေးမမြစ်တက်ချင်းရကို့ရဲ့အောင်မြင်ခြင်းကိုရောက်စေတာဖြစ်ပါတယ်နောက်ဆုံးတလုံးကတော့ S strike strike ဆိုတာစူးစမ်းအထောက်ချင်းကြိုးစားချင်းတဲ့ဆိုင်ကျွန်တော်အပတ်တကုတ်ကြိုးစားခြင်းပေါ့နော်အပတ်တကုတ်ကြိုးစားခြင်းဆိုတော့ ဗိုင်းလင်းကိုတရက်ဘယ်နှစ်နာရီတီးလဲအိမ်မှာဟင်၅မိနစ်လား၅မိနစ်မလုံးနဲ့လေတရက်ကိုတနာရီလောက်တီးပါနော်တရက်ကိုတနာရီလောက်တီးပါတခါလေကျတယောက်တည်းတီးရဗိုင်းလင်းဆိုတော့နည်းနည်းပြင်းဖို့ပဲကောင်းတယ်နော်နှစ်ယောက်တငငချင်းစုံပြီးနှစ်ယောက်ကျင့်ကြနော်အဲ့ဒါဆိုပို့ပြီးတော့ပြောစရာကောင်းလို့မြို့စစ်စာပြင်းပြင်းနဲ့တီးကျွန်တော်ငင်ရောဆိုမတီးချင်ဘူးဟိုပြန်လို့တီးရဆိုကျွန်တော်သုံးတန်းမှတ်မိတယ်အာကိုကဆော့ကျင်တော့ယောက်ျားလေးဆိုဆော့ကျင် ဆီယမအိမ်လာပြီဆိုရင်မျက်ရည်ဝဲတော့တီးရဲတခါကြတဲ့လက်ခောက်ခံရတယ်နော်အဲ့လိုမျိုးဒါမဲ့မြေဆာပျော်ပျော်လေးစိတ်ထဲမှာပျော်နေတဲ့အချိန်တီးတာပိုကောင်းတယ်ဆိုတော့ဖြစ်နိုင်ရင်တယောက်တည်းစာရင်နှစ်ယောက်သုံးယောက်ဝိုင်းစုပြီးတော့တီးကြနော်ဆိုတော့စူးစမ်းအထုံးမှုနော်စူးစမ်းအထုံးမှုအပတ်တကုတ်စူးစမ်းခြင်းနော်အဲ့ဒါရှိဖို့အရေးကြီးပါတယ်ဆိုတော့ကျွန်တော်ပြောရတာဘယ်နှလုံးလဲ အားလုံး F O C U S F ဆိုတာ follow နော် O ဆိုတာ organize organize task ပေါ့နော်အလုပ်ကိုင်များအဲအလုပ်များကိုစီမံခန့်ခွဲခြင်း C ဆိုတာ commitment နော် commitment ကဂတိတရားမယ်နော်ဂတိမတည်တတ်တဲ့လူကစင်မပြေဘူးလူလူလူအတိုင်းဝိုင်းမှာတကယ်ပဲဟိုဂတိပေးလွယ်တဲ့လူကအစင်ပြေနော် ဖျားเจ้าမဲ့ဖြစ်ဖြစ်လူအတိုင်းမှမှာဖြစ်ဖြစ်နော်ဂရိတီဖို့အရေးကြီးတယ်နောက်တစ်ခုက uplift နော် see you user မြင့်တင်ခြင်းနော်အချင်းချင်းလူအချင်းချင်းဖေးမှကူညီပြီးမြင့်တင်ခြင်းနောက်ဆုံးတစ်လုံးက strike strike ဆိုတာအပတ်တကုတ်ကြိုးစားခြင်းပေါ့နော်နောက်ဒီ focus ဆိုတဲ့အရာနဲ့မိမိရဲ့တက်တာမှာအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ပြီးတော့ဖျားရဲ့လူတို့တိုင်းလှိုက်ရှောက်နိုင်တဲ့ သာသမီများဖြစ်ကြပါစေဆုတောင်းပေးပါတယ်ယေရှုတင်ပါတယ်